မိုးဥကြပြီမြမပြီးအလဲပိုင်းဘကိုးရုံမှအနီးတွင်မှုမုတ်တုံမူကအားကောင်းလှပီးတယ်တညာလုံးအညှူးကြီးကြီးနဲ့ရွာထားတဲ့မူကအခုမနဲ့တွင်တော့သူမဟုတ်တီနဲ့တိတ်ဆိတ်နေတော့တယ်မနက်ခင်းမှာပင်နေအောင်ကြီးနွေးနွေးလေးကကောင်းကင်တခွင်ကိုဖြန့်ချက်လျက်ရှိနေပါတော့တယ်အိမ်အရှိအဖီလေးတွင်မနက်စာစားနေသည့်စိုးဖူးတူတယောက်ထမင်းတလုတ်ကိုပါဇက်အတွင်ကိုပြစ်ထဲလိုက်ရင်ကောင်းကင်ဘော်ကိုမော့ကြီးကရာသီဥတုအခြေအနေကိုတော့ခံမန်းနေမိတယ်အင်ဂျင်90ရှိသည့်ရေကြီးဆန်းရွာကလေးတွင် ဖိုးတူဆိုလျင်မသိတဲ့သူမရှိပေဆောင်းဖိုးတူမှာကရင်တိုင်းရင်းသားဖြစ်ခါအသက်40ခန့်ရှိပြီးတောင့်တုံဖြောင်ဖြောင်အတန်တန်မမာနဲ့ဖြစ်ခါအိမ်နောက်မရှိပဲယခုအချိန်ထိတကူတဲ့လူပြိုကြီးဖြစ်နေတယ်မိဘလက်ငုပ်လက်ရင်းဖြစ်ခဲ့တဲ့လေယာဉ်လုပ်ငန်းကိုလုပ်ကင်ကတောလေအမဲလိုက်တီမုံဆူတစ်ပိုင်းလေးဖြစ်တယ်ယခုလဲမိုးအခြေအနေရာဒီဥရုအခြေအနေကိုကြည့်ရင်တခခုခုကိုခံမမိသည်မှုထမင်းကိုကြပြကြရအမြန်စားပြီးတဲ့နော် ပလိုင်းကြီးတစ်လုံးကိုလွှဲကအိမ်ပေါ်မှဆင်းလာခဲ့တယ်။အိမ်ရောက်တွင်ထောက်ထားတဲ့တန်တရင်းများကိုလှမ်းယူလိုက်ပြီးတဲ့နောက်လေကိုတစ်ချက်ရွှေကနေမြေအောင်ချွန်လိုက်လေရ။အိမ်အတက်ဆင်းလေကားအောင်မှပြပြဝင့်နေတဲ့နီမတကောင်ကခေါင်းထောင်လာခဲ့တယ်။ဟဲ့နီမတို့တွေဖို့ဥဖို့မယ်ဟဲ့။ဖို့ဆိုသည့်အတန်ကြားလိုက်တဲ့အခါနီမအမီရအမွှေးအမြင်အနီအောင်သွေးရှိတဲ့ခွေးမတကောင်ကနှကန်းအားရှာဖြစ်တက်လိုက်ပြီးငောက်ခနဲ့ထထိုင်ကလေကားအောင်မှပြေးထွက်လာလေတယ်။အဲ့ဒီနောက်နီမမှာ ခြံထဲကခေါင်းမော့လဲကောပြီးထွက်လာလျာစောဖိုးထူးကတစ်ချက်ငေါလိုက်တယ်ဟဲ့နီမငေါ့ဆောင်အဲ့နောက်စောဖိုးထူးနဲ့နီမတို့နှစ်ယောက်ရွာအပြင်ဘက်တောင်ထဲစီကိုဥတည်ကလမ်းလျှောက်လာခဲ့တယ်အချိန်ကာလအဖြစ်1990ပြည့်နှစ်ခန့်ဖြစ်သည်ရေကြီးစမ်းကြောင်းရွာကလေးမှာ အလုံးဝေးလံခေါင်းတည်တဲ့ဘကိုးရိုးမတောင်ကျေတွင်တည်ရှိတယ်ရေကြီးအိုင်းတစ်စိန်ကုန်းထောက်ရှာခလောက်ရွာစသည့်ရွာများအတွင်တွင်တည်ရှိနေကရွာသူရွာသားများမှလဲဆိုင်ခြင်းရာဆိုင်ခြင်း ဥယျာဉ်ခြံစိုက်ပျိုးခြင်းလုပ်ငန်းများဖြင့်အေးအေးချမ်းချမ်းအသက်မွေးဝမ်းကြောင်းပြုကြတယ်။ရေကြီးစမ်းရွာကလေးမှာရိုးမတောင်ကြီးမှရွာကလေးဖြစ်သည်မို့ရွာအပြင်ထွက်လိုက်သည်နှင့်တဘာဝတတော်ကြီးများကအုပ်အုပ်ဆိုင်ဆိုင်နဲ့တရှိနေတယ်။ရေကြီးစမ်းဆိုသည်ရွာအမည်အတိုင်းရွာကိုဝေဝိုင်း၍ရေကြီးချောင်းကလေးတစ်ချောင်းကစီးစင်းနေတယ်။စောဖိုးထိုးနဲ့ညီမတို့ ချောင်းခံမှာအတိုင်းဖြတ်သန်းလျှောက်လာရင်စိတ်ဆုံနေသည့်လယ်ကွင်းများကိုဖြတ်သန်းပြီးတဲ့အခါတောအုပ်တွင်သို့ရောက်ရှိလာခဲ့ကြတယ်။နီမမှာအမဲလိုက်ခွေးပြီးပြီးခေါင်းကိုထောင်းကနှာခေါင်းကိုချုံလျက်လေးထုအတွင်အနက်ခံကသွားနေတယ်။ဆိုဖိုတူကတော့နီမပါလာသည်မှုအေးအေးလူလူပဲတရင်များထန်းရင်လေးလေးတချုံချုံနဲ့လမ်းလျှောက်လာတယ်။တောအုပ်အတွင်ရေဆက်ဆက်ရှိသည့်ချောင်းကလေးတစ်ခုအနီးဖြတ်သွားချိန်တွင်နီမကခြေရာတချို့ကိုတွေ့သည့်ဖြင့်အနက်ခံကတကွီကွီနဲ့အတန်ပေးနေတော့တယ်။ဆိုဖိုတူကထိုးခြေရာကိုကြည့်လိုက်တဲ့အခါခြေငယ်ရဲ့ခြေရာများဖြစ် နေတယ်။နီမကတော့ထိုးချေရကိုအနက်ခံကဆက်လိုက်ဟန်ပြုတ်နေတော့တယ်။တော်ပြီနီမငါတို့လာတာအမဲလိုက်ဖို့မဟုတ်ဘူးဖို့ဥတူဖို့လာတာဟာဟိုဘက်ကလိုင်းကြောဘက်ကိုသွားကြမယ်။စောဖို့တူကနီမကိုဟောက်လိုက်တဲ့အခါနီမမှရက်တန်သွားတယ်။သို့တော်လည်းခြေရာကိုလက်မလွတ်ခြင်းပဲလဲတပြဲပြဲနဲ့လှည့်ကြည့်နေသေးတယ်။ ထမင်းတအိုးချက်ခန့်ရောက်လာတဲ့အခါမှာတော့ဂလိုင်ကျောဟူခေါ်သည့်တောင်ကျောကြီးတစ်ခုရှိကိုရောက်သွားတယ်။တောင်ကျောပေါ်တွင်တစ်ပင်များဝရုံပင်များပုံမထူထက်ပေါက်ရောက်နေသည်။ထိုဝရုံပင်များအောက်တွင်တော့ကြီးမားတဲ့ခြတောင်မိုးကြီးကိုတွေ့ရတယ်။ညီမကတောင်များစီသူပြေးကွာတစ်ခုပြီးတစ်ခုအနက်ခံလိုက်ကြည့်နေတယ်။တောင်မိုးတစ်ခုအတွင်းကိုရောက်တဲ့အခါထိုတောင်မိုးအားသုံးလေးဘက်ပတ်ကြည့်ပြီးနောက်ဆောဖိုးတုကိုလှမ်းကြည့်ကတစ်ချက်နှစ်ချက်ဟောင်းလိုက်တယ်။ဆောဖိုးတုကညီမခေါ်သည့်အနီးသို့သွားလိုက်ရင်အမေဒီတခါတော့နင်ကငါ့ထက်ဥသွားပါလား။ နင့်ကြည်ရတာဖွက်သားတို့ဖို့ဥတို့တော်တော်စားကျင်နေတဲ့ပုံပဲစောဖို့သူကတောင်မို့ကိုတစ်ချက်ကြည့်လိုက်လေတဲ့တောင်မို့အောင်အနီးတွင်ဖို့ဝင်ထွက်သည့်ဖွက်လန်းเจ้าရများကိုတွေ့တဲ့အခါစောဖို့သူကနီမကိုလှဲ့ကြည့်လျက်နှစ်နှစ်ကာကာပြုံးလိုက်လေတော့တယ် ။ဦးဖိုးသူဖူကြီးရလာတယ်ဟေ့။စောဖိုးသူဖိုထန်းကရွာသူလိုက်လာစင်မှာပင်ရွာထိပ်တွင်စော်ကစားနေသည့်ကလေးများကအော်ဟစ်နေကြတယ်။စောဖိုးသူမှာကန်ကောင်းတဲ့ဖြစ်ဖို့ဥအလုံး90အပြင်တပိတ်တာခွဲခန့်ရှိတဲ့ဖို့မကြီးကိုလည်းရလာခဲ့တယ်။တရင်များတစ်ဖက်အစွန်းတွင်ဖို့တေကောင်အားတွဲလောင်းချလျက်ဆွဲလာသည်မို့ရွာမှလူတော်တော်များများကစောဖိုးသူအားထွက်ကြည့်ကြလေတယ်။စောဖိုးသူမှာဖွဲ့ရသည့်မျက်နှာဖြင့်ပြန်လည်ပြုံးပြန်ရင်းဆက်လက်လမ်းလျှောက်နေတော်တယ်။မောင်ဖိုးသူရဲ့လာပါအောင်ဟ။တကြီးအိမ်တို့အဖြစ်တွင် ိုးထူအားရွာတကြီးဥပေါ်ကလှန့်ခေါ်လိုက်တယ်ဖိုးထူမှာခြံထဲကိုတစ်ချက်ကြည့်ရင်ဟာဥလိပေါဖော်သားစားကြင်လို့လားဗျမင်းဖိုးခိစားနောက်မှာအသာထားစမ်းမှာကွာဒီမှာမင်းစီကိုလာနေတဲ့ဧည့်သည်တွေရောက်နေတယ်ကွာစော်ဖိုးထူလည်းထူစမ်းသွားပြီဟာဗျာကြုတ်လို့ဆွေးမစီမျိုးမရှိတကောင်ကြော့စီကိုဘဲကဧည့်သည်လာမှလဲဥလိပေါရ မင်းစကားမရှိနဲ့လာလာ channel ကိုဝင်ခဲ့စောဖုရုတရားဖို့အားထမ်းပြီး channel သူဝင်သွားတဲ့အခါတကြီးအိမ်ရှိကွပြင်းမှာလူနှစ်ယောက်ထိုင်နေတာကိုတွေ့လိုက်တယ်ထိုသူနှစ်ယောက်ကိုလည်းသူတကားမှမမြင်ဘူးပဲတို့နေကွပြင်းအနီးသူကတ်လာခဲ့တယ်ဥဘောကစောဖုရုကိုကြည့်ရင်ဖိုးထုမင်းဖိုးကြီးခဏချထားစမ်းပါကွာဒီမှာမင်းနဲ့တွေ့ချင်လို့ကွာမနေ့ကလေးကရောက်နေတာမင်းအိမ်မှာမင်းကိုမတွေ့တာနဲ့တောလေနေတယ်ထင်လို့ငါခေါ်ထားလိုက်တာစောဖိုးထုလည်းဖုတ်ကောင်ကိုချရင် မျက်မှောင်ကြုတ်ကြည့်လိုက်ပြီးတော့တယ်ဦးလေးတို့ကဘာလုပ်လဲဗျ ထိုအခါအသက်ကြီးကြီးနဲ့ဦးလေးကြီးကစောဖို့သူကစူးဆိုင်ကြီးကငါတူကစောဖို့သူများလားကွယ်ဒါထက်ငါတူစီမှာခွေးတကောင်ရှိတယ်ဆိုစောဖို့သူကခေါင်းငိတ်လိုက်ခါတကြီးအိမ်ဝင်ငုတ်တုတ်ထိုင်ပြီးကြံနေခဲ့သည့်ညီမကိုတစ်ချက်ကြည့်လိုက်ရင်ဟုတ်ပါတယ်အဲ့ဒါကြုတ်ခွေပါပဲကဲညီမရေဒီကိုလာခဲ့ဟေစောဘူရုခေါ်လိုက်တဲ့အခါညီမတကောင်ခြံထဲကိုအတင်းပြေးဝင်လာကစောဘူရုခြေထောက်အနီးတွင်ရက်နေလိုက်တယ်။ထိုလူကြီးနှစ်ယောက်ကခွေးရသေးချာကြီးရင်ဒီလိုပါ ။ဦးလေးတို့ကရေးကြံရွာကနေလာခဲ့ကြတာပါ။မောင်ရင်စီမှာဖွက်လိုက်ကောင်းတဲ့ခွေးတကောင်ရှိတယ်လို့ကြားလို့ဦးလေးတို့ရောက်လာတာပါကွာ။မောင်ဖိုးတူတူရောက်အခြေအနေကိုနားလည်လိုက်ပြီးဖြစ်တယ်။ဦးလေးတို့ကနီမကိုလိုချင်လို့လားဗျ။ဦးလေးကြီးကပြုံးလေ။ငါတို့ကသဘောပေါက်တာမြန်သားပဲကွာ။မင်းရဲ့နီမကိုဦးလေးတို့လိုချင်တယ်။အော်ဒါနဲ့ဒီခွေးကဖွက်လိုက်ကောင်းတာရောတေးကြပါတယ်နော်တေးကြတာပေါ့ဗျာနီမကဖွက်လိုက်ခွေး30မြောင်ဗျသူ့အဖေဂုံကြားကြီးဆိုရင်ဖွက်လိုက်တာတိတ်တော်တာအခုပဲကြည့်ကြောက်ရလာတဲ့ဖွက်နဲ့ဖို့ဥတွေက နီမရဲ့အနက်ခံပြီးရှာဖွေထားတာလေဥလေးကြီးများမှာခေါင်းငိတ်လျက်ဥလေးတို့ကတိတ်တော့မတက်နိုင်ပါဘူးကွယ်ဒီတော့မင်းရဲ့နီမကိုဥလေးတို့စီကိုရောင်းပါဥလေးတို့စပန်းအစိတ်ပေးမယ်ဖွက်လိုက်ကောင်းတဲ့ခွေးများဆိုရင်ဈေးကောင်းရသည်ပါမဆန်းပေဖွက်လိုက်ခြင်းသူများကဖွက်လိုက်ခွေးများကိုဈေးကောင်းပေးဝယ်ကတရားဒီပလုံဖွက်လိုက်လေရှိကြတယ် ဖွက်လိုက်ကောင်းသည့်ခွေးတွေဆိုတာဈေးကောင်းရသည်ကအဆန်းတော်မဟုတ်ပေဖွက်လိုက်ခြင်းတဲ့သူတွေကဖွက်လိုက်ခွေးများကိုဈေးကောင်းပေးဝယ်ကတရားသည့်ပတ်လုံးဖွက်လိုက်ခိုင်းလေရှိသည်မှာထုံးစံပင်ဖြစ်တယ်အခုလဲနေမကိုစဘာတင်အစိပ်ဖြစ်ဈေးခေါ်ကရောင်းခိုင်းနေပြီဖြစ်တယ်တာမန်ခွေးတကောင်အတွက်တင်းအစိပ်ဆိုသည်ကများလွန်းလှပင်ပဲနေမကဲ့သို့သောခွေးမျိုးအတွက်အလွန်နဲနေမန်ကိုစော်ဖို့ထူတိလိုက်တယ်အာတော်နာပါတယ်ဦးလေဒါပေမဲ့ကျုပ်နေမကိုတော့မရောင်းပေးနိုင်ဘူးထိုအခါလူကြီးနှစ်ယောက်ကမျက်နှာပြတ်သွားကြပြီးတဦးနဲ့တဦးတီးတိုးစွာတိုင်ပင်လိုက်တယ်အဲ့ဒီနောက်စော်ဖို့ထူဘက်ကိုလှဲပြီး ဒီလိုလောက်ပါမောင်ရင်ဟာမောင်ရင်လည်းမနစ်နိုင်ရအောင်လို့ဦးလေးတို့စဘာတင်း90ပေးမယ်ကွာကျင်းနဲ့တယ်နော်စောဖို့တို့မှဘာမှမပြောတော့ပဲခေါင်းသာခါပြလိုက်တယ်ထိုလူကြီးများကခေါင်းချင်းဆိုင်ကြပြန်တယ်တင်းနေရပေးမယ်မောင်ရင်ဒါဦးလေးတို့ပေးနိုင်တဲ့နောက်ဆုံးဈေးပဲတင်းတရာမကလို့တင်းနေရပေးလေကျုပ်ကမရောမှုဗျာကျုပ်ဦးလေးတို့ကိုပြောပြီးသားပဲနီမကိုမရောက်နိုင်ပါဘူးလို့ထွဲကလူကြီးနှစ်ယောက်ကတကြီးဘက်ကိုလှည့်ပြီးလောက်ပါအောင်တကြီးဟာသူ့ခွေကစဘာတင်းတရာတောင်တန်လို့လားတကြီးကနည်းနည်းပါးပါးဖြောင်းပြပေးစမ်းပါဗျာဥဘောကခေါင်းခါလေ ဒီမှနောင်ကြီးတို့ခမည်းတော်အယောင်းဝယ်လောက်တာကြုံနေပါမှမဆိုင်ဘူးအခုခမည်းတော်ရှိမှရောက်နေတာရောင်းမဲ့သူပဲလေရောင်းသူဝယ်သူအချင်းချင်းဆွေးနေကြပါဗျာကျုပ်ကတော့သူများအယောင်းဝယ်ကိစ္စမှာဂျောင်းဝင်မဆွတ်ဖက်နိုင်ဘူးဗျတကြီးပြောလိုက်တဲ့အခါထိုးလူကြီးများကစိတ်ဆိုးဒေါသထွက်သွားလေတဲ့။ဒုနဲ့ထိုးလူကြီးကစောဖိုးတူဘက်ကိုလှည့်ရင်ဒီမှမောင်းရင်မောင်းရင်လောဘကြီးရမကြဘူးလား။စပားတရားနဲ့ခွေးတကောင်လဲပါမယ်ဆိုတာကိုမောင်းရင်ကရှုံးနေမြန်တွက်နေတာလား။စောဖိုးတူကတပြင်းတစ်ချက်ချလိုက်တယ်။ဒီမှဦးလေ ကျုပ်တခုမေးမယ်။ဦးလေးရဲ့သားသမီးကိုရောဦးလေးစဘာတင်းတရာနဲ့တင်တောင်းရင်လဲမလားဗျာ။ထွဲခါဦးလေးကြီးကမျက်လုံးပြူးသွားလေတယ်။စောဖို့ထုကဆက်လက်၍ကျုပ်ကမယောင်းဘူးလို့ပြောပြီးသားဗျ။ခမည်းတော်ပေတာနဲတယ်လို့ပြောတာလည်းမဟုတ်ဘူး။ ။နောက်ပြီးညီမကကျုပ်တို့အတွက်ကတာမန်ခွေးတကောင်ဆိုပေမဲ့ကျုပ်တို့ကတော့ကျုပ်သားသမီးပဲဗျ။ဒီတော့ဦးလေးရဲ့သားသမီးကိုဦးလေးမရောက်နိုင်ဘူးဆိုရင်ကျုပ်စီမှာရှိနေတဲ့ညီမကိုလည်းအတင်းမဝယ်ပါနဲ့တော့ဦးလေး။ဦးလေးတို့ဘလောက်ပဲပေးပေးကျုပ်ညီမကိုမရောက်နိုင်ဘူး။စောဖို့သူကထိုးတို့ပြောလိုက်ပြီးနောက်ဖို့တေကောင်ကိုထန်းကထိုးနေရာမှထွက်လာခဲ့တော့လေ။ညီမမှာကွက်ပြက်ကလေးအနည်းတွင်ပေဆောင်ဆောင်ဖြင့်ရက်ကြံနေသည်ဖြင့်ညီမဘက်ကိုလှည့်လိုက်ပြီးကဲညီမငါတို့ပြန်မယ်။ အလွန်စကားနှထောင်သည့်ညီမမှာတခင်ဖြစ်သူစောဘူရုအမိယာမှထထွက်လာကစောဘူရုအနောက်ကိုလိုက်သွားလေတော့တယ်စောဘူရုဖွဲ့ရသည့်တရင်ကြသည့်ဖြစ်ဖော်သားစားခြင်းသည့်ရွာသူရွာသားများမှစောဘူရုအိမ်သို့အပြေးလာရကြတယ်ဟဲဖိုးရုနင့်ဇော်ဒီကကြီးကအကြီးကြီးပဲလားထွာကထုံမိမ့်မကြီးနဘေးတွေရက်နေသည်ခလေးတယောက်ကဟာအမေကလည်းဖွကြီးပါဗျာထွာကမိမကခလေးငယ်ကြီးကောင်းကိုလက်နဲ့ခောင်းရင်ဟဲ့တင်းနာကဖွကိုဖွလို့မပြောရဘူးဟဲ့ဖွကိုဖွလို့ခေါ်ရင်မွဲတဲ့တဲ့ဟုတ်တော့ဒုက္ခပါပဲငါတော်နင့်ကိုပြောရင် ဖို့ကိုဖို့လို့ပြောမိပြီဖော့ဖော့ဖော့ထိုမိမကြီးမှာထိုတို့ရေရွရင်သူနှက်ခန်းကိုသူ့လက်နဲ့အသာကလေးခပ်ဖော့ဖွားရိုက်နေလေတယ်စောဖို့သူလည်းဖို့ကန်ရန်ပြင်ဆင်ရင်ထိုမိမကြီးကိုတစ်ချက်မောကြည့်လိုက်တယ်ခမားတို့ကဖို့ကိုဖို့လို့သာမခေါ်ကြင်တာဗျာဖို့သားကြတော့စားကြင်တဲ့လားဗဇက်နဲ့ခေါ်ရင်သာမွဲမှာဘိုက်ထဲထဲတော့မမွဲတော့ဘူးလားထွက်ခါထုံမိမကြီးကပြုံးလျက်ဟာဖို့ထုကလည်းစကားကိုအဲ့ဒါလိုအထအနာကောက်မနေနဲ့လေဟဲ့ဒါနဲ့နှစ်ဇောဒီကကဘဲသေးလေအသားကတော့နှစ်ချက်စီ ။ဦးကတော့တအုပ်ကို၅ချက်ထွက်ခါအတော်ကြီးကမျက်နှာရှုံ့မဲ့သွားတယ်။အမလီတော့ချက်ဥတလုံးမှပြား60ပဲပေးရတာကိုနှစ်ဖို့ကအဲ့လေဇောဒီကကဥက၅ချက်တယ်လား။ခမားဝယ်နေတာချက်ဥမဟုတ်ဘူးဗျ။ဥတကဥထဲမှာအကောင်းဆုံးအမျက်ဆုံးဆိုတဲ့ဖို့ဥဗျဖို့ဥဖို့ဥ လိတ်သေးကျဲနိုကဲစတဲ့အစိမ်ဆုံးအရာတွေကိုခမရမကြဘူးလားမတက်နိုင်ဝယ်မစားနဲ့ဗျာဖူးကဘဲသွားရောင်ရောင်ရောင်းလို့မလောက်ဘူးဗျရေကြီးအန်ရွာဘက်ကိုသွားရောင်ရင်တလုံးကို6ချက်တောင်မှရတာနော်ရွာကိုနှစ်ပတ်တောင်မပတ်ရဘူးဆိုသဘောပေါက်ထို့နောက်မှာထုံမိမကြီးကမျက်နှာကလေးနဲ့အေးပါဖိုးသူရဲ့နေငါလဲဟောက်မယ်ဆိုတာကြီးပဲကဲကဲငါ့ကိုဖွတ်သားအစိမ်သားနဲ့ဖို့နှလုံးပေးဟာဖိုးသူကခုတ်ထက်ထားသည့်ဖွတ်သားများကိုဖတ်နဲ့ထုတ်ကပေးလိုက်တယ်ထိုတော်ကြီးကဖို့များထဲမှာအကြီးဆုံးအကောင်းဆုံးထင်သည့်ဥနှလုံးအားရေးယူလိုက်တယ် ကဲပတ်စံပေးဟိုဟိုလေးခဏမှတ်ထားပေါ့ဟဲ့နောက်တော့ပေးမှာပေါ့ဟောဗျာဈေးဥကမပေါက်သေးဘူးအကျွေးသမားနဲ့တိုးနေပြီနင်ကလည်းတရားရဲသားချင်းကိုအချင်းချင်းပဲကိုဟဲ့အင်းပါဗျာယူပါယူပါတရားရဲသားမို့အကျွေးရတယ်လို့သာမှတ်ပါပြန်မဆက်လို့ကတော့ဖိုးထုဘာကောင်လဲဆိုတာသိတယ်နော်ရွာကန်များကိုရောက်မိတဲ့အခါအနီးဘက်မှာရှိတဲ့ရေကြီးရန်ရွာကိုခြေဥတည်သွားတယ်ဖို့ဥဖို့သားမှာတကယ်ပင်ရောက်မလောက်ပဲ တောသူတောင်သားများမှာဖို့ဥဖို့တိုက်အရာတော်ကိုတည်တဲ့ဖြစ်စားကျင်တော်လဲဈေးကြီးတဲ့ဖြစ်မတက်နိုင်ကြပြီတောတထေးနှင့်လူကုန်နယ်များလောက်သာစားတောင်နိုင်ကြတယ်ဖို့ဥအလုံး90အနဲ့၃လုံးသာခြံထားလိုက်ပြီးဖို့ကောင်ကြီးများကိုလည်းခေါင်းနဲ့အမိသာကျန်တော်တယ်ညီမတယောက်ဗဇက်ပြင်းလျက်ဆော့ဖို့တူအနောက်ကိုတကောက်ကောက်လိုက်နေတော်တယ်အိမ်တို့ပြန်ရောက်လို့စားတောက်ပြီးတဲ့အခါဆော့ဖို့တူတယောက်ကျန်နေတဲ့ဖွတ်သားဟင်းများကိုပကံနဲ့ခက်ကနောက်ဆုံးလက်ကျန်ဖို့ဥပြုတ်အားတင်ယူလျက်ရွာထဲသို့ထွက်လာခဲ့တယ်ညီမမှာတော့ပင်ပန်းသွားသည်မို့အိမ်အောက်မှာခွေအိတ်ရွေကျန်ခဲ့တယ်ဆော့ဖို့တူဥတည်သွား တဲ့အိမ်မှာတကြီးဥဘော့ရဲ့အိမ်ပဲဖြစ်တယ်။ဗျို့ဦးလေးဘော့စားပြီးပြီလားဗျ။ဟာဖိုးထူပါလား။နေတော်ဆောင်းတော့မှာကွာမေးမိတာကလည်းနေလေစားစားပြီးတာကိုမေးတာလား။ညစာစားပြီးတာကိုမေးတာလားကွာ။စောဖိုးထူလည်းရေမောရင်ကွက်ပြစ်တွေဝင်ထိုင်လိုက်တယ်။တကြီးအိမ်မှုရက်ရွာအတွင်းမှာအခြားလူများကလည်းစုယုံနေကြတယ်။ဆိုပါအောင်ကွာဘာကိစ္စလဲ။မဟုတ်မှလွဲရောမင်းစိတ်ပြောင်းသွားပြီးညီမကိုရောင်းချခြင်းလို့လား။ ိုလူတွေတော့မရှိတော့ဘူးနော်ပြန်သွားတာဖြစ်ကြပြီမဟုတ်ပါဘူးဗျာဦးလေးဘောအတွက်ဖိုဟင်းလာပေးတာပါတကြီးမျက်နှာကြီးမှပြုံးရှင်သွားလေတော့လေ ဟောဒီမှာဖို့ဦးလည်းပါသေးတယ်ဗျ။စားရကြည့်သေးရကွာ။မင်းကိုကျေးဇူးတင်ပါတယ်။ဖို့ဦးကတအုပ်ငါးချက်ဆိုတော့ကွာ။ငါတော့ဝယ်မစားနိုင်ဘူးဟေ့။တိပါတယ်ဗျ။ဦးလေးဘောဟိုတလောကနေမကောင်းဖြစ်ပြီးအားနေနေတယ်မဟုတ်လား။အဲ့ဒါဖို့ဦးသာစားလိုက်ဗျ။ဖို့ဦးကအားသိပ်ကောင်းတာဗျ။အသက်ကြီးတဲ့လူတွေခလေးတွေကိုကျွေးရင်သိပ်ကိုအားရှိတာပေါ့ဗျ။ထိုအခါနဘေးတွင်ထိုင်နေတဲ့လူကြီးများကအမေဖို့ထုကမျက်နှာလိုက်တယ်ဟေ။တကြီးကြတော့ဖို့ဦးကြွေးတယ်။ငါတို့ကိုကြတော့မကြွေးဘူးပေါ့။မဟုတ်ပါဘူးဗျာ။အားလုံးကိုကြွေးမှာပါ။ နောက်ကျုပ်ဖူးဖူးများများရရင်ဦးလေးတို့ကိုကြွေးပါမယ်အေးကွာအေးကွာငါမှတ်ထားလိုက်မယ်နော် ဒါနဲ့မင်းဖူးဦးတွေရောင်းကုန်ပြီလားကွကောင်မရောဗျာရေကြီးအိုင်ကမောင်ရိုးတင်အလုံး20လောက်တောင်ယူသွားတာဗျဟာမောင်ရိုးကသူစားတာမဟုတ်ဘူးကွဒီကောင်ဖို့ဥတွေကိုမြွတ်တယ်ရောင်းပြီးတလုံးကို30နဲ့ရောင်းတာကွမင်းစီမှာ၅ချက်နဲ့ယူပြီးဒီကောင်ကအမျက်ကြီးစားပြီးလှုပ်စာနေတာကွရောင်းလဲရောင်းပါစီဗျာကြုံလဲသူ့လိုမြွတ်တယ်နိုင်တာမှမဟုတ်တာစီးပွားရေးဆိုတာဒီလိုပဲကြံဖန်ရှာတတ်ရတာပေါ့ကွာထွက်ကလူကြီးများအလုံးကဆော့ဖို့ဥကိုချီးကျူးကြတယ်တကယ်ပါပဲဖို့ဥရာမင်းကယိုးသားတဲ့နေရာမှာတော့နှစ်ယောက်မရှိဘူးကွတကြီးကရေနွေးချမ်းတောက်ပြီးပြောလိုက်လေ ော့လေ။အော်ဒါနဲ့ခမရတို့သိပြီပြီလား။ရွာလေပိုင်းကတာဝလေ။ပန်းသေးပန်းညူဖြစ်နေလို့ရဗျာ။ဟာဗျာအသက်က90ကျော်ပဲရှိသေးတာမဟုတ်လား။ပန်းသေးတာကအသက်ရွယ်နေမဆိုင်ဘူးကွ။ထွဲကဆော့ဖို့မှစဉ်းစားရင်ဟုတ်ပြီ။ကျုပ်ရဲ့ဖို့အဲအဲလေဖို့ကပန်းသေးပန်းညူပြောက်တယ်ဗျ။ဟောဟုတ်ရဲ့လား။ဒါတွေမကသေးဘူးဗျာဖို့သားဖို့ဥဆိုတာယောက်ျားတွေအတွက်အားကိုသိရှိတာဗျဖို့ဥအစိမ့်ကိုနေသုံးရက်လောက်လှမ်းလိုက်ရင်ဖို့ဥကမာကြောသွားရောဗျာအဲ့ဒါကိုဖန်ပလင်းထဲမှာလေးလုံးအောင်ထည့်သိမ်းထားရတယ် မိန်းကလေးတွေရင်သားမှာအကျိတ်ဖြစ်တာတို့အစီအခဲဖြစ်တာတို့နှူချောင်းပိတ်တာတို့ဆိုရင်ခွနက်ကဖို့ဥကိုကြောပြင်မှာရေးတန်းတန်းနဲ့ဒေါင်းလိုက်သွေးပြီးတနည်းနှစ်ကြိမ်လင်းရင်၅ရက်ဆိုရင်ပျောက်တယ်ဗျကြောက်ရှိမှတော့နှစ်ခုရှိသေးတယ်တလောကရွာထဲမှာမတန်းတဲ့နှူချောင်းပိတ်တယ်ဆိုလို့တလုံးယူသွားတာခုထီကိုပြန်မပေးသေးဘူးဗျာဒါဆိုတော်တော်ဆွမ်းတာပေါ့ကွာလက်တွေပေါ့ဗျာနောက်ပြီးတော့ဖို့ဥအခုံကိုလည်းအနာအိုအနာဆွေးတွေအပေါ်မှာအုံပြီးကပ်ပေးလိုက်ပြဲဆိုရင်အနာကျက်လဲမြန်နေဗျဒါလောက်အဖိုးတန်ပြီးဈေးကောင်းရတဲ့ဖို့ဥကိုကျုံလဲလိုက်တူမယ်ဗျာကိုဖို့တို့ ျုပ်ကိုဖိုတူနီဖွက်လိုက်နေတယ်သင်မေးပါဗျာစောဖိုတူလည်းပြုံးတယ်အေးပါကွာငါကပညာသားမချန်ပါဘူးဒီလိုလောက်ကွာဖို့ဘလို့လိုက်ရလဲဆိုတာကိုဗဇက်နဲ့ပြောရင်မင်းသဘောပေါက်မှာမဟုတ်ဘူးဒီတော့တပတ်ခါငါဖို့ဥတူးမယ်မင်းငါနဲ့လိုက်ခဲ့ပေါ့မောင်လာတယောက်ပျော်ရွှင်သွားလေတော့တယ်ဒါပေမဲ့တခုတော့ရှိတယ်မောင်လာမင်းငါနောက်ကိုလိုက်မယ်ဆိုရင်တော့ ငါပြောတာကိုနားထောင်ရမယ်နော်ငါစကားအတိုင်းမင်းလိုက်နာနိုင်ရမယ်မောင်လာတယောက်ခေါင်းကိုခတ်တက်တက်ကလေးညှိနှိုက်တယ်ဆော်ဖိုးတို့ကလည်းတကြီးအိမ်မှပြန်လာခဲ့တော့တယ်တို့နေချိန်ဆထားသည့်ရက်တို့ရောက်ရှိသွားတယ်ဖိုးတို့မျက်နာပင်မသိရသေးမောင်လာကအိမ်တို့တရွင်းများတစ်ခုကိုဆွဲကရောက်ရှိလာတော့တယ်မောင်ဖိုးတို့လည်းကပန်းကနန်းပြင်ဆင်ပြီးတဲ့နောက်နီမကိုခေါ်ကတောအုပ်အတွင်ကိုဝင်သွားလေတော့တယ်ဂလိုင်ကျော်စီကိုရောက်သည့်အခါနေပင်ထန်းတပြားစာလောင်မြင့်နေသေးတယ်ဖို့အမျိုးအစား၅မျိုးရှိတယ်ကွအဲ့ဒါကတော့ခတ်ချူဖို့ယုံဖို့ဖွကြီးဖွကြား ဖွညင်းလို့ခေါ်တဲ့ဖွမျိုးတွေပေါ့အဓိကကတော့သူတို့ရဲ့အယောင်သွေးကိုကြည်ပြီးခေါ်တာပေါ့ကွာအဲ့ဒီဖွငါမျိုးတွေမှာမှမျိုးစိတ်တွေကသူ့ဟာနဲ့သူရှိသေးတာကွာလမ်းလျှောက်လာရင်မကြခင်စောဖို့တို့ကတောင်မို့တခုနာကိုရောက်တဲ့ကဒီလိုမောင်လာရဖွမတွေကဘိုးကြတော့မယ်ဆိုရင်မိတ်လိုက်တက်ကြတယ်ကွာမိတ်လိုက်ပြီးလို့ဖြစ်လာတဲ့ဥတွေကိုဒီလိုချတောင်မို့တွေထဲမှာသွာဥကြတာဥဥပီးရင်တော့ဖွ့မတွေကတောင်မိုတဲကနေပြန်ထွက်သွားရောလေဒီအခါဘာဖြစ်ကြလဲဆိုရင်ချောက်ကောင်တွေကဖွ့မဝင်လာတဲ့နေရာကိုရွှတ်နဲ့ပြန်ပိတ်ကြတာကွာ ဖို့ဥကတော့ဖုံမရန်ဆိုရင်ဥပေါင်း30လောက်ဥတယ်ပုံမှန်ဖုံမတွေကတော့ဥ90လောက်ဥတတ်ကြတယ်ကွထူးဆန်းတယ်ဗျဖို့ဥတွေကအထဲမှကျန်ခဲ့ပြီးတော့ချတောင်မိုးတွေကအပူတန်းနဲ့ဓာတ်ပြူပြီးတော့အကောင်ပေါက်လာတာပေါ့ကွာဒါကြောင့်ဖို့ဥဒူးမယ်ဆိုရင်ချတောင်မိုးမှာလိုက်ရှာရတာထုံးစံပဲကွဒါပေမဲ့ချတောင်မိုးတိုင်းလဲဖို့ဥဖို့တိုင်မရှိဘူးကွဟောဗျာဒါဆိုဘယ်လိုလိုက်ရမှာလဲ ။ဒါကြောင့်ခွေးလိုတာပေါ့။ဖွက်လိုက်တဲ့တဲ့ခွေးကဒီတောင်မို့တယ်ထဲမှာဖွက်ထားတာကိုတန်းတည်တယ်ကွာ။စောဖိုးဒူးနဲ့မောင်လာတို့စကားကောင်းနေစင်မှာပဲနီမကတောင်မို့ကြီးတစ်ခုကိုကြည်ကထိုးဟောင်နေတော့တယ်။စောဖိုးဒူးကလည်းနီမတယောက်ဖွက်တွေ့မှန်းတိလိုက်ပြီးနောက်ထိုးတောင်မို့စီကိုပြေးသွားလိုက်ပြီးတော့တယ်။တောင်မို့အနားရောက်တဲ့အခါအလွန်ကြီးမားတဲ့ဖွက်တကောင်ကိုတွေ့လိုက်ရတယ်။ဖွက်အယောင်မှာပျောင်ချောနေကဖွက်ဤကြောကုန်းမှာဒင်းငါဝိုင်းခန့်အဝါရောင် အကွက်များပါဝင်ပြီးထိုးအပွင့်များအလဲတွင် ငရုတ်ကောင်းစေအနဲ့ရောင်အဆက်အပြောက်ကလေးတွေပါဝင်နေတယ်ထို့ဖို့မျိုးမှာဖို့ရှိဝါဟုခေါ်ကြတယ်တောင်မို့မှာတောင်မို့ဟောင်းကြီးတစ်ခုဖြစ်တယ် ဒါကြောင့်ဖြုတ်ရှိတဲ့သဘောပဲဗျကျုပ်တူးမယ်ဗျာမောင်လာကတရင်ကိုအသိဉာဏ်လိုက်လေရာဆော့ဖို့ရုကလှမ်းတာတယ်နေအောင်ကတူးတဲ့အခါမှလည်းပညာသားပါရတယ်အပေါ်ကမြေစာတွေပြိုမကျအောင်တူးနိုင်မှရမယ်မဟုတ်ရင်တော့ဖွက်တိုက်သေးကိုချတောင်မှုမြေစာတွေကြားပြီးဖို့တွေကအကုန်ကွဲကုန်မှာကွဖို့ဥတွေ့ရင်လည်းပျော်ပြီးပြေးမဆွဲနဲ့ကွချတောင်မှုရဲ့အပူချိန်ကြောင့်ဖို့ဥတွေကမဆက်ပြီးကြွရွာနေတတ်တာဒီအချိန်လက်နဲ့နှိုက်လိုက်ရင်ဖို့ဥတွေကွဲကုန်ရောဆော့ဖို့ရုကပြောပြောဆိုဆိုနဲ့အနားမှာတစ်ပင်ကြီးတစ်ပင်ထမ်းမှအရွက်ဖားဖားကြီး၅ရွက်ကိုခူးပြီးထိုးအရွက် ဖဖကြီးများကိုရက်တောင်ပုံစံပြုတ်လောက်ခါခြားတောင်မှုအတွင်းကိုရက်ခတ်ကြည့်လိုက်လေတော့တယ်မောင်လာလဲတရွတ်များယူကဗျိုင်းသူရက်ခတ်လေတော့တယ်15မိနစ်ခန့်ခတ်ပြီးတဲ့အခါမှာတော့နှစ်ဦးသားရက်လိုက်ကြတယ်ရပြီရက်လိုက်တော့နည်းနည်းအေးသွားရင်ဖူးဥတွေရဲ့အခွန်ကခက်ပြော့ပြော်လေးဖြစ်သွားတယ်ဒီတော့မှကင်လို့တွယ်လို့ကောင်းတာကွာထို့တော့မှမောင်လာနဲ့စောဖိုးသူနှစ်ယောက်ဖူးဥများကိုအသာတူးယူလိုက်ကြတယ်ဖို့တိုက်အတွင်းဥအလုံးပေါင်း60ခန်းရှိလေတော့တယ်ဖူးဥများကိုကုံစင်အောင်တူးခွာနေရင်းနဲ့စောဖိုးသူကတရင်းများနဲ့ခြားတောင်မှုအားထိုးလိုက်တဲ့အခါအတွင်းနေဝင်းဝင်းလက်လက်အရ ာများကိုမြင်တွေ့လိုက်ရတော့မောင်လာလဲအံ့အံ့တင်ပြီးထိုးအရာကိုကောက်ယူလိုက်လေတယ်ဟာဒီမှာရွှေတွေရွှေတွေမလားရွှေတွေမဟုတ်ဘူးလားမောင်လာလက်ထဲမှာတလက်မခန့်ပက်လက်ရှိတဲ့ရွှေပြားလေးတစ်ပြားပါလာလေတော့တယ်ရွှေပြားကလေးအပေါ်မှာလည်းအလွန်ရှိကြတဲ့စာသားများကိုရေးဆွဲရိုက်ကူးထားတာကိုတွေ့လိုက်ရတယ်မောင်လာကချတောင်မုံကျမ်းမြင်ကိုတရွင်းနဲ့ခက်ဆက်ဆက်ထုလိုက်လေရချတောင်မုံအလွာကကွာကြပြီးနောက်ရွှေပြားကလေးမြောင်များစွာကိုတွေ့လိုက်ရတယ်ဟာကိုဖိုးသူရွှေရွှေရွှေအိုးကြီးပြီဗျ ဆော်ဘူဒူလည်းရွှေများကိုတစ်ချက်ကြည့်လိုက်လေတယ်ရွှေများများကခြားတောင်မှုကျမ်းမြင်အောက်တွင် ဖုံးကွယ်နေပြီးအိုးကဲ့သို့နှက်ခမ်းပေါင်ကိုလည်းတွေ့ရတယ်ဆော်ဘူဒူမှာမျက်မှောင်တစ်ချက်ကြုံလိုက်တယ်မောင်လာရေဒိုးလာတာဖို့ဦးဒူးဖို့လာတာမဟုတ်ဘူးလားကွဖို့ဦးရပြီဆိုတော့ပြန်ကြစို့ကွာမောင်လာကဆော်ဘူဒူအားနားမလည်နိုင်တဲ့ဖြစ်ကြည့်ပြီးခမားယူးနေတာလားကိုဖို့တို့ဟောဒီမှာဖို့ဦးတွေထဲအစာပေါင်းများစွာတန်မိုးရှိတဲ့ရွှေဦးကြီးလေဗျာရွှေပြားတွေကလည်းနဲတော်မှမဟုတ်တာဗျမင်းအตาရီစမ်းကွာတို့ကဖို့ဦးလာဒူးတာကွာရွှေလာရှာတာမဟုတ်ဘူးကွာ ခမရခမရရှေးဦးကြီးကခမရရှိမှရောက်နေရတာနဲ့ဗျာခမရဘလို့လူလဲဗျစောဘူးမှဒေါသထွက်သွားရင်ငါပြောထားတယ်မဟုတ်ဘူးလားမောင်လားငါနဲ့လိုက်မယ်ဆိုရင်ငါစကားကိုနားထောင်ရမယ်ငါပြောတဲ့အတိုင်းလုပ်ရမယ်ဆိုတာလေတို့နဲ့မောင်လာလဲကောင်းငိမ့်လိုက်လို့တဲ့အဲ့ဒီရွှေပြားတွေကိုအခုပြန်ထည့်လိုက်မောင်လာတရတောင်မကြီးအတွင်းသို့ရွှေပြားများကိုပြန်ပြစ်ထည့်လိုက်တယ်နှုတ်မှလည်းကျုပ်တို့နဲ့ထိုက်လို့ရတာပဲကိုဗျာဟုရေရွနေလိုက်တယ်စောဘူးတို့မှတောရုပ်အတွင်းမှပြန်ထွက်သွားတဲ့အခါမောင်လာတရစောဘူးတို့အနောက်ကိုမကြင်မနက်နဲ့လိုက်လာခဲ့တယ် ခမရပါလို့ဒီလောက်တုံးရတာလေကိုဖိုးထူကမောင်လာကမေးလိုက်ရအရှိမတရင်များထမ်းပြီးသွားနေတယ်ဆောဖိုးထူက ရောင်ရဲတာကတုံးရတာမဟုတ်ဘူးကွရွှေတွေတွေ့နေပြီလေဗျာရွှေကအိုးတလုံးတောင်မှမဟုတ်ဘူးဗျအဲ့လိုအိုးနေဆိုရင်ရွှေပြားတရာလောက်တောင်အตาလေးပါနိုင်တာဒါကိုမယူဘဲနဲ့လက်ဆောင်လာတာတော့တုံးရတာမဟုတ်ဘူးလားဗျာငါပြောခဲ့ပြီးသားလေးပဲကွာဒီရွှေတွေကငါတို့ပိုင်တာမှမဟုတ်တာသူများပိုင်တဲ့အရာကိုမလို့ကျင်စမ်းမှန်းနဲ့ကွာခမားကပြောလေခက်လေပဲဗျာကိုဟိုးထူကအရင်ကဘသူပိုင်မှန်းအခုကပိုင်ရှင်မှမရှိတော့တဲ့ဟာကိုပြီးတော့ကျုပ်တို့နဲ့ထိုက်လို့ကျုပ်တို့ရတာပဲဟာကို တော်တော့မောင်လားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ငါဘာမှမပြောချင်တော့ဘူးပြီးတော့ရွာထဲမှာလည်းဒီအကြောင်းကိုမပြောနဲ့ဟုတ်ပြီလားမောင်လာတယောက်မကျင်းတတ်တော့လဲဗဇက်ပိတ်ခါလိုက်လာခဲ့ရတယ်။အိမ်တို့ပြန်ရောက်သွားလိမ့်ပြီ။မောင်လာတယောက်သူ့ဝေစုအယဥစေလုံးရတော့လဲထုံများကိုစိတ်ဝင်စားပြီ။သူစိတ်ဝင်စားနေသည်ကတော့ရွှေဦးဝင်ဖြစ်တယ်။အိမ်ရောက်တဲ့အခါမောင်လာတယောက်စဉ်းစားကန်းဖွင့်နေတော့တယ်။ဒီလူတော်တော်တုံးအားတာပဲကွာ။ရွှေတအိုးလုံးယူလိုက်ရင်တော့သူရောငါရောတထေးဖြစ်ပြီးကောင်းစားသွားမှာမဟုတ်ဘူးလား။ဖျားပေါ်လှဲနေလိုက်ခါစောဖို့ဓုကိုအပြစ်တင်နေလိုက်တယ်။နေပါအောင်။သူလဲလူပဲ။ ရွှေတွေ့တော့လူချင်းစိတ်ရှိမှာပဲမဟုတ်မှလဲရောအေကန်နာငါနဲ့အတူတူရွှေဟိုတူရင်တယောက်တဝက်ခွဲယူရမှာစိုးလို့များလားမောင်လာအတွေးနေချင်နေတော့ဟုတ်ပြီဖြစ်နိုင်တယ်ဒါကိုမယူနဲ့ဆိုပြီးနောက်တော့မှသူတယောက်ထဲတော်ရဲသွားပြီးတယောက်ထဲအကုန်တွားယူနေမလားမသိဘူးမဖြစ်ဘူးမဖြစ်ဘူးဒီလူဖြန်ကြတာကိုတော့မခံနိုင်ဘူးရွှေတွေကိုငါတွေ့တာငါလည်းရတင်တာပဲတို့နဲ့မောင်လာတယောက်တရင်မြားကိုဆွဲယူပြီးအိမ်မပြေးထွက်သွားလေတော့လေစောဖိုးကအင်ကိုရောက်တဲ့အခါစောဖိုးကတယောက်အိမ်တွင်ရှိနေမလားဟုတွေးကအော်ခေါ်မိလိုက်တယ်ပြောကိုဖိုးတို့ကိုဖိုးတို့ အတန်ကြာကြာအော်တော်လဲတုံ့ပြန်မှုရှိပြီဟုတ်ပါပြီဒီလူကြီးတောထဲကိုပြန်သွားပြီတယောက်ထဲသွားတူတာပဲနေမှာမောင်လာလည်းတောအုပ်တွင်ကိုအလင်းအမြန်ပြေးဝင်သွားခဲ့တယ်မောင်လာကတောအုပ်မှထွက်လာကလေးကတောင်မို့ရှိတဲ့နေရာကိုလှုပ်ဝက်ခါလမ်းများမှတ်သားထားပြီးတောင်မို့စီတို့ပြန်သွားရသည်မှာမခက်ပေလောဘဇောဖြင့်အာကုန်ပြေးခဲ့သည်မို့တိတ်မကြခင်မှာပင်တောင်မို့ထံကိုရောက်သွားလေတော့တယ်တောင်မို့အနေတွင်မြေသူမျှမရှိပေသူတို့တူးဖော်ထားသည့်ခြေရလက်ရများသာရှိနေတယ်မောင်လာလည်းတူးဖော်ထားသည့်နေရာကိုပြေးလာတဲ့အခါမှာတော့ရွှေပြားများကိုတွေ့ရလေတယ်တူးယူပြီး ။တရင်ပြင်းမြေသားများကိုရှင်းလင်းပြီးတဲ့နောက်အိုးအတွင်းမှရွှေပြားများကိုလက်တဆုပ်ခတ်ယူလိုက်တယ်။ပွားပြီးကွာ။ငါတော့ပွားပြီ။ငါတော့ချမ်းသာပြီးကွာ။မောင်လာရေရွတ်လိုက်ခါအင်ကြီးအောင်အနာအားလိတ်တင်ပြီးအိတ်ပုံစံပြုတ်လုလိုက်ပြီးရွှေပြားများကိုထိုအင်ကြီးစားများအတွင်းသို့ထိုးထည့်လိုက်လေတော့တယ်။အိုးထဲမှဆင်အိုးကဲသို့အိုးကြီးတစ်လုံးဖြစ်ပြီးမောင်လာနှိုက်သည့်ရွှေပြားများကထွက်လာလေတော့တယ်။ မောင်လာလည်းပစိုးကိုချော့လိုက်ခါရွှေပြားများကိုပစိုးအတွင်းသို့ကြုံကြုံထဲ့လေတော့တယ်နှိုင်ရင်နှိုင်ရင်မကြခင်မှာတော့ပျော့စီစီအေးဆက်ဆက်အရာတခုကိုဆဲမိတော့တယ်ဟင်းဘာကြီးပါလိစင်းအတွင်းမှာဖွကြီးတကောင်ထွက်လာလေတော့တယ်ဖွရှာမှာမွေးရှာခဲ့သူတလင်းလစ်ထွက်နေတော့တယ်ဖွတကောင်လုံးမှာရွှေအစင်းများဝင်းလက်နေတော့တယ်ထိုးဖွကြီးမှာမောင်လာဤလက်ချောင်းများကိုသူ့ပါဇံနဲ့ကိုက်ထဲ့လိုက်လေတော့တယ်အာမောင်လာတယောက်နာကျင်စွာအော်ကထိုနေရာမှာထွက်ပြေးရန်ကြံစီလိုက်တယ်သို့တော်သူတတိမထားမိတဲ့အချိန်မှာပင် သူ့ပက်ပက်လေတွင်ရွှေဝါရောင်ဖွများကသူ့အောင်ဝင်းရံထားတယ်ထိုဖွများမှာအတော်ကြီးမားကအချို့အကောင်ကြီးများမှာပင်၄၅တောင်ခန့်ရှိတယ်ထိုဖွများကမောင်လာအလွန်ဒေါသထွက်သွားကြည့်ရင်ပြေးဝင်လာလေတော့တယ်မောင်လာဤခြေလက်များကိုကိုက်ဆွဲကြလေတော့တယ်မောင်လာလည်းပြေးရင်းလွှားရင်းလဲကြသွားလေတော့တယ်ထိုအခါဖွများကမောင်လာရဲ့ကိုဘော်ကိုအလူအရက်ခုန်တက်ကြကကိုက်ဖြတ်စားတော့လေတော့တယ်ညနေဆောင်ပြီဖြစ်တယ်စောဖိုးတူတယောက်ဖို့ဥများကိုရေကြီးအိုင်ကိုတွားရောက်ရောင်းချပြီးတဲ့နောက်ရွာတို့ပြန်လာခဲ့တယ်ရွာထိပ်အရက်ဆိုင်တွင်ချက်အရက်တလုံးကိုဝယ်ယူပြီးအိမ်တို့ ့ပြန်ဝင်လာခဲ့တယ်။အိမ်တို့မရောက်မီလမ်းမှာပင်တကြီးဦးပေါ်နဲ့ဆုံတွေ့လေ။ဖိုးတို့ရဲ့ဟာဦးလေးပေါ်ပါလား။မိမေကပြန်လာတာလေကွ။ကျုပ်ရွေးချိုင်ဘက်မှာဖို့ဥသွားရောက်တာလေဦးလေးရ။ ။ဦးလေးအတွက်တောင်တလုံးချန်လာသေးတယ်။ဖို့ဦးကအေးမကြည့်ပါဘူးကွာ။ဒါထက်မောင်လာပြောက်နေတယ်ကွာ။ဗျာမနက်ကပဲကြုံနဲ့ဖို့တူပြီးပြန်လာပါသေးတယ်ဗျ။သူ့အတော်ဖို့လုံးဆယ်လုံးပေးလိုက်သေးတယ်လေ။ဟုတ်လားကွာ။မသိပါဘူး။ငါကမင်းနဲ့သွားတယ်မှတ်နေတာ။တေးသေးချာချာလေးကြည့်ပါအောင်ဗျာ။မြို့တက်ပြီးဖို့အမြန်သွားရောက်လာဗျ။ထိုးစင်ဖို့တူတယောက်မနက်ခင်းပိုင်းမှာကြုံတွေ့ခဲ့သည့်အဖြစ်အပျက်အားပြန်လဲသတိရသွားတယ်။ဟာ ရွှေရွှေရွှေတွေမဟုတ်မှလွဲရောတကြီးဥဘောကစောဖို့ထူအကြည့်ရင်ဘာရွှေတွေလဲဖို့ထူရဟုတ်ပြီမောင်လာအဲ့ဒီကိုသွားတာထင်းနေဗျာမိုက်လိုက်တဲ့ကောင်ဒီလောက်အတန်တန်တားနေရဲ့သားနဲ့မင်းပြောတာတွေငါတခုမှလည်းနားမလည်ဘူးဖို့ထူကနားမလည်တာအရေးမကြီးဘူးဗျာကဲဦးလေးပေါ့ရွာသားတွေကိုမင်းများခေါ်လာခဲ့ ကျုံမောင်လာသွားတဲ့နေရာကိုရိတ်မိပြီဗျရေကြည်စမ်းရွာကလေးမှရွာသူရွာသားများစုပေါင်းကဆော်ဖိုတူအနောက်ကိုလိုက်လာခဲ့ကြတယ်ဆော်ဖိုတူလည်းဆက်လက်သွားရာမကြခင်ဂလိုင်းပေါက်ကြီးတစ်ချမ်းမှချတောင်မိုးတစ်ခု အရှိတွင်သွေးရည်များဖြင့်လဲကျနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်ထိုသူဤရုံမှပုံပြပန်းပြဖြစ်နေပြီးဒဂိုလုံးမှလည်းဒဏ်ရာဒဏ်ချက်ဗလက်ဘွားဖြစ်နေကသွေးများကချင်းချင်းနီလျက်စီးကျနေတယ်မောင်လာမောင်လာတကြီးကမောင်လာအလောင်းကိုပြေးဖက်လိုက်သည် မောင်လာမှာအသက်မရှိတော့ဘူးမင်းတို့ဘလို့ဖြစ်တာလဲဖိုးထူးရာ ကျုပ်သူ့ကိုတားပါသေးတယ်ဗျာကျုပ်တို့ဖို့ဥတူရင်ဖို့မင်းတိုက်ကိုတူးမိသွားတာဂျွာသားများအားလုံးကတအံတော်ဖြစ်အော်ဟစ်လေကြတယ်ကျုပ်ကအဲ့ဒီရွှေတွေကိုမယူဖို့ပြောခဲ့သေးတယ်ဗျဒါပေမဲ့မောင်လာကပြောမရဘူးမောင်လာကလောဘကိုမထိန်နိုင်ဘူးပဲဆိုရမှာပေါ့ဗျာဂျွာသားအချို့ကနားလဲတော့လေအသက်ငယ်ရွယ်သည့်ဂျွာသားများအတွက်မူအထူးအဆန်းပင်ဖြစ်နေတယ်နေပါအောင်ကိုဖို့ထူရဖို့မင်းတိုက်ဆိုတာဘာလဲဗျစောဖို့ထူကတပြင်းတစ်ချက်ချလိုက်ရင် ကျုပ်အပါတခါဖွက်လိုက်ရင်တွေ့ခဲ့ဘူးတယ်ဗျဖုံမင်းတိုက်ဆိုတာတကူလုံးရွှေရောင်အဆင်းရှိတဲ့ဖုံမင်းကြီးတွေနေကြတဲ့တိုက်ပေါ်ဗျဖုံမင်းကြီးတွေက9000နီးပါးလောက်တောင်ကြီးတာသူတို့စီမှာရွှေတွေကိုပိုင်ဆိုင်ကြတယ်သူတို့တိုက်ကိုလည်းအမဲလိုလိုပြောင်းရွှေနေထိုင်တတ်ကြတယ်ဗျအပားတွေတော့ငါဆိုရင်ဖုံမင်းကြီးတွေကရွှေပြားတွေကိုပါဇက်သေးကိုငုံပြီးတော့ကျွင်းကြီးတစ်ခုတည်းကိုပြန်အန်ချပြီးအခောက်ခောက်အခါကရွှေတွေကိုသဲနေတယ်ဆိုပဲဒါဆိုအဲ့ဒီရွှေတွေယူမင်းရောဗျအခုမောင်လာဖြစ်တယ်လို့ဖြစ်မှာပေါ့ဗျာ ဖော်မင်းတိုက်ဆိုတာဒီရွာအနီးမှာရှေ့မီနောက်မီလူကြီးတွေအကုန်လုံးတိကျတဲ့တိုက်တစ်ခုပေါ့ဗျာအဲ့ဒီတိုက်ကကျင်းစာမိနေတဲ့ဖို့ကြီးတွေစောင့်နေတာအဲ့ဒီရွှေတွေကိုယူမိရင်အသေးဆုံးနဲ့တေးကြရတယ်ဗျဒါဆိုရင်လေခမည်းမောင်လောက်ကိုတေးချပြောမပြဘူးလားဗျကျုပ်ကျုပ်အမှားပါဗျာကျုပ်လည်းဒီတောတောင်တွေမှာဖော်မင်းနေရဲ့ယတနာတိုက်အကြောင်းမပြောဝင်ဘူးဗျဒါကြောင့်သူရွှေပြားတွေမယူမိအောင်တော့ လီလွဲ့ပြီးပြောခဲ့တယ်ဗျာစောဘူရူလည်းမောင်လာအလောင်းကိုကြည့်ရင်အလွန်စိတ်မကောင်းဖြစ်နေမိတယ်ရွာသားများအချို့ကစောဘူရူပြောသည့်ဇကားများကိုမယုံနိုင်ကြပေတို့နဲ့တောင်မိုကြီးအားဖြိုချပြီးရှာဖွေကြည့်လိုက်လေရာတောင်မိုအောက်ဖက်အနားတွင်စင်အိုးကြီးတလုံးကိုတွေ့လိုက်ရတယ်စင်အိုးကြီးရဲ့ဖိန်အောက်တွင်အပေါက်ကြီးတစ်ပေါက်ရှိကလူကြီးတစ်ရက်ခန့်ကျယ်သည့်လှိုင်ကောင်းကြီးတစ်ခုကိုလည်းတွေ့ရတယ်တို့နဲ့ထိုလှိုင်ကောင်းအတွင်ကိုမြည်သူမျှမစင်းဝဲကြသဖြင့်တောင်မိုအားဖြိုဖျက်ချလိုက်သည်မြေစာများဖြင့်ဖုံးအုပ်ပိတ်ဆို့လိုက်လေတော့တယ်မောင်လာတိတ်ဆုံးပြီး၃လခန့်အကြာတွင် ဖွဲ့ရသည်ကုံဆုံးသွားပြီဖြစ်သည်ဖြင့်စော်ဖိုထူလည်းဖို့အုံမတူးတော့ပေထို့အတူလေယာလုံငန်းဖြင့်လုံပန်းနေသည်မှုဝါသနာအရအမဲလိုက်ခြင်းကိုခဏဘေးချိန်ထားကလဲကိုသာဒီဇိုင်းမမဲ့လောက်ကင်နေလေတော့တယ်တရက်မှာတော့ဖိုထူတယောက်လဲတဲ့ဟင်းစားအဖြစ်ငါဖမ်းရင်အိမ်ပြန်နောက်ကျခဲ့တယ်ရွာတို့ပြန်ဝင်လာသည့်အချိန်တွင်ညနေ6နာရီကျော်နေပြီလဲခွင်းများကိုဖျက်သိမ်းရင်းရေကြီးစမ်းချောင်းကလေးအနီးကိုရောက်တဲ့အခါအနောက်မှအတန်ကိုကြားလိုက်ရတယ်ကိုဖိုထူ ခေါ်တန်ကြားလို့လှည့်ကြည့်လိုက်တဲ့အခါတစ်ပင်ကြီးတပင်သာတွေ့ရပြီးလူသူတယောက်မျှမတွေ့ရစောဖို့ထူလဲတေချာလှက်ပတ်ကြည့်နေသည်ကိုဖို့ထူကျုပ်ပါဗျမောင်လှပါထို့သူအတန်ကြားလိုက်ပြီးနင်တစ်ပင်ကြီးအနောင်မှတရောင်ခန့်ရှိသည့်ဖုတ်ကောင်ကြီးတကောင်ထွက်လာလေတော့တယ်စောဖို့ထူမှာသူကြားတဲ့အတန်ကိုဝင်မယုံနိုင်အောင်ဖြစ်သွားတယ်ဖုတ်ကြီးကစောဖို့ထူကကြည့်ရင်ကျုပ်မောင်လှပါဗျကျုပ်ကိုမမှတ်မိတော့ဘူးလားဗျဖုတ်ကလူစကားပြောနေတဲ့ပြင်စောဖို့ထူအတော်အံ့ဩသွားတယ်အေး အေးမှတ်မိပြီကွာဖုံမင်းတွေကရိုးသားတဲ့လူတယောက်ကိုရှာနေကြတာအဲ့ဒါအကြောင်းကျုပ်လဲကိုဖိုးထုစီကိုလာခဲ့တာဗျာ ဟောဘာဖြစ်လို့လဲကွာဖုံမင်းတွေကဖះစီတီတဲချင်တယ်လို့ပြောတယ်တောင်ပေါ်မှာဇီဒီပြက်ကုန်းကြီးတစ်ခုရှိတယ်အဲ့ဒါကိုကိုဖိုးထူပြုပင်ပေးရမယ်အေးကွာငါကဗုဒ္ဓဘာသာမဟုတ်ပေမဲ့ကုညီရမယ်ဆိုရင်တော့ကုညီပေးချင်ပါတယ်ကုညီပါဗျာလာမဲလာပြင်းနေညဂလိုင်းတောင်ကျောပေါ်ကိုတက်ခဲပါကျုပ်တည်ခဲ့တဲ့နေရာကိုကိုဖိုးထူမှတ်မိတယ်မလားအဲ့ဒီကိုတယောက်ထဲလာခဲ့နော်ဖုံမင်းတွေကကိုဖိုးထူကိုရွှေတွေပေးလိုက်မယ်ကိုဖိုးထူကအဲ့ဒီရွှေတွေကိုရောင်းရောင်းပြီးရတဲ့ငွေတွေနဲ့ဇီဒီပြန်တယ်ပေးရမယ်တဲ့ဗျာအေးအေးငါလုပ်ပေးပါမယ်ကွာ ကျုပ်ကိုကူညီပါဗျာကျုပ်ကဒီကိစ္စပြီးမှသွားရမယ်လေဗျထို့နောက်ဖိုမင်းမှတစ်ပင်ကြီးအနောက်သို့ပြန်ဝင်သွားပြီးပြောက်ွယ်သွားလေတော့လေစောဖိုးဒူးတယောက်ငါရဲကြီးကိုကင်လျက်ထိုးနေရမှာပင်အတန်ကြာအောင်ငူငူကြီးထိုင်ကနီမဟောင်းတော့မှတတိပြန်ကတ်လာတယ်ခொနှက်ကဖြစ်တာတကယ်လားငါစိတ်ထင်တာလား စောဖို့ရူမှာဝေခွက်မတက်ပေအိမ်တို့ရောက်သည့်အခါတွင်တော့အိမ်မပြောပဲထိုအကြောင်းကိုပဲစဉ်းစားနေမိတယ်မောင်လာအကြောင်းကိုတွေးမိတဲ့အခါစိတ်မကောင်းပင်အိုးဟုတ်ဟုတ်မဟုတ်ဟုတ်တွားကြည့်တာတော့မမှားပါဘူးလေတို့နေလာပြည့်နေ့ရောက်တဲ့အခါစောဖို့ရူတယောက်တောင်ပေါ်သို့တက်သွားပြီးလရောင်ကြတောင်ကျောတခွင်ကထိန်လင်းနေတယ်ဝေယုံမင်းကြီးများအောက်တွင်မတ်တရရင်ညီမကဝေယုံမင်းအပြင်ဘက်တနေရာကိုထိုးဟောင်နေတော့တယ် နီမဟောင်နေသည့်နေရာကိုကြည့်လိုက်ရာလမ်းရောင်အောက်တွင်ရွှေရောင်အစင်းဝင်းဝါနေတဲ့ဖွက်ကောင်ကြီးတစ်ကောင်ကဆင်းလာလေတော့လေဖွက်ကြီးမှအတော့ကိုကြီးမပြီး9000ခန်းရှိတယ်လမ်းရောင်အောင်မြေပြင်ပြောင်းနေရက်တန့်လိုက်ပြီးနောက်ဗဇက်ကိုဟာကတအင်းအင်းနဲ့အန်ချနေသည်ကိုတွေ့လိုက်ရတယ်မကြခင်မှာပင်ဖွက်ကြီးဗဇက်အတွင်းမှရွှေပြားများကတချွန်ချွန်နဲ့ကြလာပြီးလမ်းရောင်အောက်တွင်အတိုင်းသားမြင်နေရတယ်ဖွက်ကြီးမှရွှေပြားများအန်ချပြီးသည့်အခါစောဘူးတို့ကိုတစ်ချက်ကြည့်ပြီးတစ်ပင်ကြီးများအခြားသို့တိုးဝင်သွားလေတော့လေစောဘူးတို့လည်းရွှေပြားများကိုယူဆောင်ကတောင်ပေါ်ကနေပြန်ဆင်းလာပြီးနောက်တနေ့ နက်တွင်တော့စော့ဖို့တူတရရွာလူကြီးထံသို့ချင်းခက်ရလေတော့တယ်ရွှေပြားများကိုပြလိုက်တဲ့အခါရွာလူကြီးများကအလုံးကိုအံ့အားတင်သွားလေတော့တယ်အဖြစ်ကတော့အဲ့ဒါပဲဦးလေးဘောရဲ့ကျုပ်ပြောတာအမှန်ဆိုတာတော့ဦးလေးဘောယုံမေးပါပြီးတော့ဖះတဲ့တာတို့ဘာတို့ကြတော့ကျုပ်လည်းမလုပ်တတ်ဘူးဗျအဲ့ဒါဦးလေးဘောပဲစီမံပေးဗျာအေးကောင်းပြီဖိုးထူးကြီးငါကတော့မင်းနဲ့တွေ့မှထူးထူးဆန်းဆန်းနေမြင်မှုကြားမှုပါတော့တယ်ကွာရွာမရွာကန်လူကြီးများနဲ့တိုင်မြင်ပြီးထိုရွှေများကိုထုခွဲရောင်းချတယ်ရွာရဲ့အနောက်ဖက်တောင်ဝန်းကလေးပေါ်မှာကုံယိုတစ်ခုကိုရှင်းလင်းလိုက်တဲ့အခါ ပထမအင်းဝခေကတည်ထားခဲ့တဲ့ဇေဒီဟောင်းတစ်ခုကိုတူးမိသွားတယ်။ရွာသူရွာသားများမှဥဆောင်ကထိုဇေဒီအားအသက်ပြန်မောမန်ရေးကိုကြိုးပမ်းနေကြတယ်။ထူးဆန်းဒီမှာရွှေပြားများရောင်းချရာမှရရှိသည့်ငွေသည်ဇေဒီအားပြုတ်ပြင်းပြီးသည့်အခါတပြားတစ်ချက်မှအပေါလိုမရှိဘဲကွက်တိပင်ဖြစ်နေတော့တယ်။၆လခန့်ကြာတဲ့အခါဇေဒီပြင်ဆင်ခြင်းပြီးဆုံးသွားလေတော့တယ်။ဇေဒီအားထီတော်အသက်တင်းလူခြင်းနဲ့ပုစနိယပွဲတော်များကိုကျင်းပကထိုပွဲတော်များကျင်းပပြီးနောက်အမြာအတန်းပေးဝေသည့်အခါဖုံမင်းများနဲ့မောင်လောက်ကိုပါအမှုထား၍အမြာအတန်းပေးဝေလိုက် ိုက်တယ်။နောက်တနေ့တွေမိုးကြီးလေကြီးများရွာချပြီးရွာသွန်းသွားတဲ့အခါစော်ဘူးတူတယောက်မှဘာရဲမဟုတ်ပဲဇေဒီထန်တို့သွားကျင်စိတ်ကများနေသဖြင့်ထိုနေ့မနေ့လဲတဲ့ကိုမစင်းတော့ပဲဇေဒီထန်တို့နီမနဲ့အတူလိုက်လာခဲ့တယ်။ဖယားရင်မြေမော်ကိုရောက်တဲ့အခါတနင်းငနေတောင်နဲ့ဖုံမင်းကြီးငါးကောင်မှဖယားဘက်သို့ဥတည်လျက် အလျားလိုက်လဲလျောင်းကြလေတော့လေစောဘူးဒူးလည်းအလွန်အံ့ဩစွာနဲ့ကြည်နေမိတယ်ဖိုးကြီးများကငိမ့်သက်လုံးနေသဖြင့်တွားရောက်ဆန်းသက်ကြည့်တဲ့အခါဖိုးကြီးများအလုံးကတေဆုံးနေသည်ကိုတွေ့လိုက်ရလေတော့လေထိုဖိုးကြီးများအနည်းတွင်တောင်ခန့်ရှိသည့်ဖွကြားကလေးတစ်ကောင်မှလည်းတေဆုံးနေတယ်ဖွသားကြိုက်သည့်နီမမှထိုဖိုးကြားကလေးအားပြေးဆွဲရာဖရဲရင်ပြင်တနေရာတွင်ကြိုက်ပြီးစားတောက်နေတယ်ထိုဖိုးကြီးများကိုဖရဲရင်ပြင်အနည်းတွင်မြှောက်နှံပေးလိုက်တယ်ဖုံမင်းကြီးများအထိတ်အမှန်အဖြစ် ရွာသားအချို့ကအင်္ဂရေဖြစ်ဖွယုတ်ကြီးများကိုတနင်္ဂနွေတောင်းတွင်ထုလုပ်ပေးထားကြတယ်။ယခုအချိန်မှာတော့ရေကြီးရွာကလေးမှာအတော်အတန်တိုးတက်နေပြီဖြစ်ပြီးရေကြီးဆန်းရွာကလေးနှင့်ခက်လန်းလန်းတွင်တော့ရွှေရောင်အစင်းနှင့်ဇေဒီတစုကိုတက်ပယ်စွာဖူးမြော်နိုင်မှာဖြစ်ပါတယ်။ထိုဇေဒီအားလိုရာပြေဝဇောတိကဇေဒီဟုဘွဲ့အမည်တက်ထားတော်လဲအနီးပံဝင်းချင်းကရွာသူရွာသားများကဖော်မင်းတိုက်ဖျားဖွပြဇေဒီစသည်ဖြင့်အမျိုးမျိုးခေါ်ကြတယ်။ထိုဇေဒီရဲ့တနင်္ဂနွေတောင်းတွင်တော့ရွှေချထားသည့်ဖွယုတ်ထူများကိုလည်းတွေ့မြင်နိုင်သလို ထိုစည်ဒီများဤကန္နာဂူရီတိုက်တစောင်းအတွင်းမှာတော့ပရိစိတ်ရရှိသည့်အဘာကြီးတယောက်ကို တွေ့မြင်နေရမှာပဲဖြစ်တယ်။ထိုဘာကြီးမှာတော့တချိန်ကစောဘိုးရုတစ်ဖြစ်လဲအဘာကြီးဥထိုးဝင် ဖြစ်ပါတော့တယ်။ဇလန်းလေးကဒီမာရင်ပြီးဆုံးသွားပါပြီရှင်။ယခုလိုဖြစ်ရမယ့်ဇလန်းလေးကိုရေးသားပေးတယ်။မူရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။